နိုင်ငံစည်းပွားရေးနဲ့ရှင်ရင်စစ်ရေးအသုံးစရိတ်အချို့အစားအမြင့်ဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်မြန်မာကအာရှပစိဖိတ်မှာဥဆောင်နေတယ်လို့ CNN ကသတင်းဖော်ပြပါရယ် Stockholm နိုင်ငံတကာငြိမ်းချမ်းရေးသူတွေတနာဌာန SIPRI က2024ခုနှစ်အတွင်းကမ္ဘာနိုင်ငံအသီးသီးရဲ့စစ်ရေးအသုံးစရိတ်ဆိုင်ရာအချက်လက်တွေကိုထုတ်ပြန်ရမှာအဲ့ဒီတွေ့ရှိချက်ကိုထည့်သွင်းဖော်ပြခဲ့တာပါမြန်မာနိုင်ငံကတော့2024ခုနှစ်မှာနိုင်ငံရဲ့တနှစ်တာပြည်တွင်းထုတ်လုပ်မှုစွမ်းအား GDP ရဲ့ 6.8တသမ800ခန်းတုံးကိုစစ်ရေးအတွက်သုံးဆွဲခဲ့ပြီးတန်ဖိုးအနေနဲ့တော့ဒေါ်လာ9ဘီလီယံလောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာအရင်နှစ်ကထက်66ရာခိုင်နှုန်းမြင့်တက်လာတဲ့ကိန်းဂဏန်းဖြစ်တယ်လို့ GDP တန်ဖိုးနဲ့စစ်အသုံးစရိတ်ရှင်ရင်မြန်မာဟာအာရှပစိဖိတ်ဒေသတစ်ခုလုံးမှာအများဆုံးဖြစ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီက2023-24ဘန်ဒါရီနှစ်မှာကာကွယ်ရေးအသုံးစရိတ်7ဘီလီယံ9600ကျော်သုံးဆွဲမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့2024 25ဘန်ဒါရီနှစ်မှာတော့ဘလောက်သုံးဆွဲမယ်ဆိုတာမထုတ်ပြန်တော့ပဲလို့တလောက်အသုံးပြုနိုင်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါရဲ့ရှင်။